တနင်္ဂနွေဒီဇင်ဘာ၁နှစ်1942ချစ်တော်ကစ်တီရုံခန်းကျဲထဲမှာကိုဟာတရောက်ထဲထိုင်နေရင်ခန်းစည်းတွေဟထားတဲ့ဂျာလီတွေကနေပြီးအပြင်ကိုကြည့်နေမိတယ်။အမောင်တော့ပြူလာပါပြီ။ဒါပေမဲ့မင်းစီကိုစာရေးလို့တော့လုံလောက်တဲ့အလင်းရောင်လေးရပါသေးတယ်။လမ်းပေါ်မှာတွန်းလာနေကြတဲ့သူတွေကိုကြည့်ရတာအင်မတန်ထူးခြားတဲ့မြင်ကွင်းပါပဲ။ သူတို့ဟာအလျားပေါက်လက်လေးမတက်အလင်းစလိုသွာလာနေကြတယ်လို့ကိုကထင်နေ။ဆိုင်ကယ်သမားတွေကလည်းတိတ်မြန်တာပဲ။ဘယ်လိုလူတွေကများစီးနေကြတယ်လဲမသိဘူး။အဲ့ဒီအနည်းအနာတဝိုက်ကလူတွေကတော့တိတ်ဆွဲမဲ့စရာမရှိပါဘူး။ခလီးတွေကလည်းညှက်ပတ်လိုက်တာ လက်ဖျားနေတော့တို့ချင်စရာမရှိဘူး။နောက်ပြည်တီကလေးတွေဟာတကယ့်ကိုပေပေတီတီကလေးတွေပါပဲ။သူတို့ပြောတဲ့စကားကိုတလုံးမှကိုနားမလည်ဘူး။မနေ့ကကိုနဲ့မာကော့ဒီအခန်းလေးထဲမှာရေချိုးနေကြတော့ ထုတ်ရေချုံတွေတုံးပါဒီနားကဖြတ်သွားတဲ့ခလေးတွေကိုတရောက်ပြီးတရောက်ခေါ်သွင်းရေချိုးပေးအဝတ်အစားတွေလဲပေးပြီးမှသွားခိုင်းရင်ဘယ်နဲ့နေမလဲလို့မေးတော့မာကော့တ်ကကြားဖြတ်ပြီးမနဲ့ဖန်ချရင်တော့အရင်အတိုင်းဆုပ်ဆုပ်ပြက်ပြက်ညစ်ညစ်ပေးပေးနဲ့ပြန်ပြီးတွေ့နေရအောင်မှာပဲပေါ့လို့ပြောတယ်။အမှန်ကတော့ကိုဟာအတိတ်ပဲမရှိတာတွေကိုရှောက်ပြောနေတာပါ။တခြားကြည့်စရာတွေရှိသေးတယ်။ကားတွေ၊လေတွေ၊မိုးရွာနေတာတွေပေါ့။ ဖြတ်သွားတဲ့ဓာရထားကအသံတွေကိုကိုယ်တဘောအကျဆုံးပဲကိုရောမှာကိုရောအချောင်းကလွဲပြီးတခြားတွေးစရာရေလို့သိမရှိဘူးဂျူးတွေအချောင်းတွေဂျူးတွေအချောင်းကနေပြီးအစားအသောက်အချောင်းအစားအသောက်အချောင်းကနေနိုင်ငံရေးအချောင်းဆလို့ပေါ့လေထားနေနေပါဦးဂျူးဆိုလို့မနေ့ကဂျူးနှစ်ယောက်ကိုကလကကြားကနေပြီးကိုတွေ့လိုက်ရတယ်သူတို့ကမြင်တော့ကိုမျက်စိတွေကိုကိုမယုံဘူးသူတို့ကိုကြည့်ပြီးစိတ်မကောင်းဘူး သူတို့အပေါ်မှာကိုဟာတစ္ဆာဖောက်မိနေပြီလို့ယူဆတယ်။မြင့်တဲ့ချင်းဆိုင်မှာတော့မော်တော်တစင်းရှိတယ်။မော်တော်မှာအိမ်လုပ်ပြီးတော့မှမိသားစုတစုနေနေကြတယ်။မော်တော်နားမှာတော့အင်မတန်စွာတဲ့ခွေးကလေးတစ်ကောင်ရှိတယ်။သူဟောင်နေတာကိုလည်းကြားနေရတယ်။တခါတလေမော်တော်ပေါ်မှာရှောက်ပြေးနေတတ်တယ်။ဟော၊မိုးတွေရွာလာပြန်ရော။လူအများစုဟာထီးတွေအောက်ကိုရောက်ကုန်ကြပြီ။မိုးကအင်ဂျီတွေမှအပတခြားဘာကိုမှကိုမတွေ့တော့ဘူး။တကယ်ဆိုတော့လေ ဓာတ်ထက်ပူကြည့်ဖို့ကိုယ်မှမလိုအပ်တော့ပါဘူးလက်ပွေအိတ်တွေကိုလက်မောင်းမှာပိုက်ပြီးဥရဟိုသွားနေကြတဲ့မိမဟူသူရဲ့ကိုကိုလည်းတစ်ချက်ကြည့်ယုံနဲ့အလိုအလျောက်သိပြီးသားဖြစ်နေပြီသူတို့မျက်နာတွေဟာသူတို့ယောက်ျားများရဲ့သဘော အလိုကိုလိုက်ပြီးအိုရင်လဲအိုနေတယ်ရွှင်ရင်လဲရွှင်နေတယ်ဟုတ်ရဲ့လားမင်းရဲ့အန်နာအင်္ဂါနေ့ဒီဇင်ဘာ20ရက်1942 ချစ်တော်ကစ်တီခရစ်စမတ်အတွက်လူတယောက်ကိုထောပတ်ပေါင်တစိပ်စီအပေါ်ရမယ်ဆိုရဲဝမ်းသားစရာတည်င်းကိုကိုတို့လျော့ဘက်ခန်းဆောင်ကကြားရတယ်။တည်င်းစာထဲမှာတော့ပေါင်ဝဲရမယ်တဲ့။ဒါပေမဲ့ဒါဟာအစိုးရစီကရုရှင်လက်မှတ်ရထားတဲ့သူတွေအတွက်သာဖြစ်ပြီးစာအုပ်ရှစ်အုပ်အစားတရားမဝင်တဲ့စာအုပ်၄အုပ်နဲ့သာဝင်နိုင်တယ်။ပုံရှိုးပွေရှိုးဂျူးတွေတော့မပါဘူးတဲ့။ ထောက်ပတ်တွေနဲ့ကိုတို့မုတ်တမျိုးမျိုးတော့ဖုတ်ကြတာပေါ့ကိုကတော့ဒီနေ့မနေ့ဘစ်ကွတ်တချို့နဲ့ကိတ်နှလုံးဖုတ်တယ်အပေါ်ထက်မှာတော့အားလုံးအလုတ်ရှုပ်နေကြတယ်မေဘီကကိုရဲ့အိတ်အလုတ်မပြီးမချင်းအပေါ်ထက်ကိုသွားပြီးအလုတ်မလုပ်ရဒါမှမဟုတ်စာမဖတ်ရလို့ပြောထားတယ်မစ်ဖန်တန်ကနန်ယိုးကနားရဲဆိုပြီးအိတ်ရဲထဲမှာကြီးနေနေတယ်ပတ်တီးအစ်စ်ကိုစီးခိုင်းတယ်တနေ့လုံးလုံးစူပူချိန်မောင်းနေတယ်ဒါနဲ့တော့အားရခြင်းနဲ့ဟန်မတူသေးဘူး ကိုကတော့ထူထူထောင်ထောင်နေပါစေလို့ဆုတောင်းတယ်။သူကထူထူထောင်ထောင်နေနိုင်ရင်ဝရိယလည်းရှိတယ်၊လုံလလည်းရှိတယ်၊ပျော်စရာလည်းအကောင်းသား။နေခင်းနေ့လည်းဖတ်မှာလေးတန်းနဲ့လူခေါ်တာကိုလည်းမကြားရဘူး။ဒါပေမဲ့ကိုနဲ့တခမ်းနဲ့နေကြရတဲ့အဖေါ်ကကိုကဒီလိုပဲတရှဲရှဲလေးတန်းနဲ့ခုံနေလို့ကိုကဂရုမစိုက်ချင်ဟန်ဆောင်ပြီးနောက်ကြတော့သူ့လိုပဲလေးတန်းနဲ့ပြန်ခေါ်လိုက်သေးတယ်။တနင်္ဂနွေနေ့ကျတော့သူဟာကိုကိုစိတ်ဆိုးအောင်လုပ်တယ် မနေ့အစောကြီးလေးကျင့်ခန်းရှူဖို့ဆိုပြီးမိတွေဖွင့်တယ်။သူ့ရဲ့ကြောက်ခမန်းလေးလေးလက်မောင်းလှူရှာမှုလေးကျင့်ခန်းတွေပြီးသွားတဲ့အခါကျတော့ကိုရောမြတ်ကြီးကကိုလက်တန့်စင်ဖို့အစပြုတာပါပဲ။သူ့ဘောင်းဘီတွေဟာတန်းတွေမှာတိုးလို့တွဲလောင်းနေစပွဲပေါ်မှာတော့သူ့လေးစည်းကကြားလို့အဲ့ဓာရင်းကိုလိုက်သိမ်းတော့ကလထိုင်တွေကိုဟိုတွန်းတီတွန်းနေပေါ့။ဒီလူကြီးအချောင်းကိုတော့နောက်ထပ်မရေးချင်တော့ပါဘူး။ဘာမှလည်းအချောင်းမထူဘူး။နောက်ပြီးကိုရဲ့လက်စားချေရေးအစီအစဉ်တွေ မိဖြတ်ထားတာတကားပိတ်ထားတာသူ့ရဲ့အဖို့အစားတွေကိုပွက်ထားတာတွေကိုလည်းငြိမ်းချမ်းရရဖို့အတွက်ရက်လိုက်တော့မယ်ဒီမာနေသမျှကိုတို့ဟာတူဦးနဲ့တူဦးထောက်ထားရမယ်တင်ရမယ်နားထောင်ရမယ်နှုတ်ပိတ်နေရမယ်ကူရမယ်စိတ်ကောင်းစေတနာထားရမယ်ရက်ရောရမယ်စသဖြင့်ပေါ့လေနောက်ထပ်ဘာရီချန်သေးလဲကိုမသိဘူးကို့အုံနောက်တွေကိုအလျင်စလို့အတော့မချလိုက်မိမှကိုဆိုးတယ်ကို့မှာကလည်းအုံနောက်များများရှိတာမဟုတ်ဘူး စစ်ပြီးတဲ့အခါကျတော့ကို့မှာအုံနောက်ရဲလို့မကြံပဲနီးနေအောင်မယ်။မင်းရဲ့အန်နာဘုဒ္ဓဟူးနေ့ဇန်နဝါရီ23 1943ချစ်တော်ကစ်တီကနေ့မနေ့တော့အရာရာရိုက်အတွက်ကိုစိတ်တော့ကရောက်နေမိတယ်။ဒါကြောင့်ဘာတစ်ခုကိုမှ ချောချောမောမောလုပ်လို့မရဘူး။အပြင်ဖက်ကအခြေအနေဟာပိုးပြီးကြောက်မက်ဖို့ကောင်းနေတယ်။ တနာစရာကောင်းလာတဲ့လူတွေကိုနေရုံညပါအတင်းအရမဆွဲခေါ်သွားနေကြတာပါပဲသူတို့မှာရှီစုမဲစုအစုပ်အပြက်ကလေးငွေစကျေးစကလေးတွေကိုယူပြီးလိုက်သွားကြရပြီမဲ့လမ်းရောက်ရင်ပစ္စည်းပစ္စည်းရကလေးတွေတောင်ရှိချင်မှရှိတော့တယ်မိသားစုချင်းကလည်းအထူးထူးမနေရဘူးလင်းတခြားမယားတခြားသားသမီးတွေကတခြားပေါ့ကျောင်းကပြန်လာတဲ့ကလေးတွေဟာအိမ်လဲရောက်ရောသူတို့မိဘတွေကိုရှာမတွေ့တော့ဘူးဈေးဝယ်ထွက်တဲ့အမေကလည်းအိမ်ပြန်လာတော့ အိမ်မှာသူ့ရဲ့အိမ်သားတွေမရှိတော့ဘူး။ကဲဒီလိုအပြစ်မျိုးတွေကြီးပါပဲ။ Dutch လိုမျိုးတွေမလဲစိုးရိမ်ကြောင်ကြနေရတယ်။သူတို့သားတွေကို Germany ပို့ထားတယ်မဟုတ်လား။ညစဉ်ညတိုင်း Holland people ကနေ Germany ကိုဖျက်ပြန်နေတဲ့လေယာဉ်မြန်တွေဟာကဘာမြေမျက်နှာပြင်ကိုသူတို့ရဲ့ဘုံတွေနဲ့ဖွာလန်ကျဲနေအောင်ဆွဲပစ်ခဲ့တယ်။ဒါကြောင့်လေရုရှားနဲ့အာဖရိကမှာဆိုထောင်ပေါင်းများစွာသောလူတွေဟာတည်ကြည်နေကြရတယ် ဘယ်သူမှမလွတ်တော့ဘူးကဘာကြီးတစ်ခုလုံးဟာစိတ်ခင်းနေကြတယ်မဟာမိတ်တွေဖက်ကအခြေအနေကောင်းနေတယ်ဆိုပေမဲ့စကန်းသိမ့်ဖို့ကိုမမြင်သေးပါဘူးကိုတို့အတွက်ဆိုရရင်တော့ကံကောင်းနေပေါ့လူတန်းပေါင်းများစွာထက်ကိုတို့ကပိုကံကောင်းတယ်ပေါ့လုံချုံနေအေးချမ်းနေနောက်ပြေးမြို့ထဲမှာပဲနေနေရတယ်လို့ဆိုပါစို့စစ်ပြေးရင်ဆိုတဲ့စကားမျိုးကိုပြောအဝတ်အစားတက် ဟနှက်အစ်စ်တွေအကြောင်းပြောပြီးပတ်စံတွေကြတော့ချူပြတပြားကအစစုဆောင်ချွေတာနေကြရတဲ့ကိုရုရဲ့အဖြစ်ဟာတခါတလေတော့ကိုချိုးကြည့်ရမရောက်လုံးပေဘူးလားခလေးတွေဟာလမ်းပေါ်မှာအပေါ်အင်ကြီးမပါအုတ်ထုတ်မပါချေစွတ်မပါသူတို့ကလည်းကင်မဲ့သူကမရှိအဝတ်အစားအစွတ်အပြည့်နဲ့ရှောက်သွားနေကြရတာပါပဲအိမ်မှာတော့လေအေးလမ်းထွက်တော့လေအေးကြောင်ရောက်တော့လေပို့အေးပို့ ဟောလမ်းမှာလမ်းသွန်းလမ်းလာတွေကိုရက်ခိုင်းပြီးတောင်ရံစားတောက်နေတဲ့ကလေးတွေမရင်မတွက်နိုင်တော့အောင်ကိုပေါ်နေတာဆိုလာတယ်။စစ်ကယူဆောင်လာတဲ့အတ္တိဒုက္ခတွေကိုသာပြောရမယ်ဆိုရင်မဆုံးနိုင်ပါဘူး။ဘာမှလည်းမတတ်နိုင်ဘူး။အတ္တိဒုက္ခတွေအဆုံးသတ်မဲ့အချိန်အထိတည်တည်ငြိမ်ငြိမ်စောင့်ယုံမဲ့တတ်နိုင်တယ်။ဂျူးများနဲ့ခရီးယံများကစောင့်နေတယ်။မြေပြင်တစ်ခုလုံးစောင့်နေတယ်။နောက်ပြီးသေခြင်းတရားကိုစောင့်နေကြတဲ့သူတွေအများကြီးရှိပါသေးတယ်။မင်းရဲ့အန်နာ စနေနေ့ January 30 1942ချစ်တော်ပြတီကိုဟာဒေါသထွက်လုံလို့တကူလုံးကိုတုံရင်နေတာပဲကိုချေတော့အစုံပေါ်မှာကျုံရက်ပြီးမိမိကိုကောင်းကောင်းပြောချင်တယ်ငိုချင်တယ်ခဏခဏကိုအပေါ်မှာမြူစုစောင်းမြောင်းတဲ့စကလုံးအပြောအဆိုအပြုတ်မှုတွေချောင်းပါပဲ My God Phantom ဒူဆဲနဲ့ဖဖေကိုပါကျမအေးအေးဆေးဆေးနေပြရစီခေါင်းအောင်မှာမျက်ရည်မစိုးပဲ မျက်လုံးနဲ့မမို့ပဲတညလောက်ကောင်းကောင်းမွန်မွန်အိပ်ပရစေဒါရီနဲ့ဝေးရမှာဖြစ်နိုင်ရင်ကဘာကြီးနဲ့ဝေးရမှာနေပရစေလို့ဟဲ့អော်ပြောလိုက်ခြင်းတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုအဲ့လိုမလုပ်နိုင်ပါဘူးကိုရဲ့စိတ်တော့ကတွေကိုသူတို့ကမမြင်စေခြင်းဘူးသူတို့ကြောင့်ကိုမှရထားတဲ့ဒဏ်ရဒဏ်ချက်တွေကိုလည်းသူတို့ကမတွေ့စေခြင်းဘူးသူတို့ရဲ့ကျင်နာမှုတွေတနာချင်တယ်လို့လို့နဲ့နောက်တာရွတ်တာတွေကိုကိုမကြားခြင်းဘူးဘာဖြစ်လို့လဲဆိုတော့ ိုကအိုးပြီသူတို့အပေါ်မှာအညိုကြီးနေမိမှာမို့ပါကိုစကားပြောရင်ဒီကောင်မလေးကစပြီလို့သူတို့ကထင်နေကိုကငြိမ်နေရင်ဒီကောင်မလေးစိတ်ကောက်နေပြီထင်နေကိုကဖြေရင်ရိုက်တယ်ကိုကအကောင်ပြောရင် သူတို့ကအဆိုးထင်တယ်ကိုကပြင်ပန်းရင် သူတို့ကပြင်းနေတယ်ထင်တယ်ကိုအဆက်ပြေနေအောင်တလုတ်တလီလေးစားမိရင်ကိုဟာ ကိုချိုးကိုကြည့်တယ်ခေါင်းမာတယ်တရေပေါ်ကြောင်နေညံများတယ်စသည်စသည်ဖြစ်ပေါ်လေ ဘယ်တော့မှကို့အပေါ်မှာအကောင်းမတင်ကြဘူးကို့ကိုအထင်မခံရွှေပကံကောင်မစားမျိုးလေဆိုတာမျိုးပြောတာကိုလည်းမကြားချင်ဘူးလို့ကိုမနေရဘူးကို့ကဒီစကားတွေကိုမကြားချင်ဟန်ဆောင်တတိမမူမိအောင်နေပေမဲ့ကို့စိတ်မှာတော့မကြေဘူးအခုကို့တဘာဝနဲ့ခြားနာတဲ့တဘာဝကိုပေးသနာတော်မူပါဖရာလို့ဖရာတခင်ကိုကိုရှောက်ထားခြင်းနဲ့ဒါမှကို့ကိုမညူညင်ချမှာကိုဒါပေမဲ့မဖြစ်နိုင်ပါဘူးကွယ် ကိုယ့်အတွက်ပေးအပ်လိုက်တဲ့တဘာဝကို ကိုရခဲ့ပြီးပြီဒီတဘာဝဟာ ဆိုးလာတယ်ရဲလို့ကိုမထင်ဘူးလူတိုင်းကျေနပ်အောင်ကိုအစွမ်းကုန်ကြိုးစားတာပါပဲကိုဒီလိုကြိုးစားတာဟာသူတို့ထင်တာထက်တောင်ပိုနေပါသေးတယ်ဒါပေမဲ့ကိုကိုအေးမထားပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုဒုက္ခတွေကိုသူတို့ကမတွေ့စေချင်လို့ပါပဲတယောက်ကိုတယောက်ခွန်းတုံပြန်ပြောကြပြီးတဲ့နောက်ကိုကမိမိကိုမိမိတို့ဘာဟာပြောပြောကျွန်တော်ကယူမဆိုင်ဘူး ျမဖာပါနေပြရစေကျမဟာမျောလင့်စရာမရှိတော့ဘူးမဟုတ်လားလို့ပြောလိုက်တယ်ထုံးစံအတိုင်းပေါ့ကိုကိုရိုင်းဆိုင်နေဆိုပြီးနေရက်လောက်ခက်ခက်ခွာနေကြရောနောက်တော့ဓာရီကိုပြစ်သွားပြီးခါတိုင်းလိုပဲမေးထူခုံပြောပြန်လှုပ်ကြပြန်ရောကိုကတော့တနေ့ရွှေတနေ့ငွေမလှုပ်ချင်ဘူးကို့အတွက်ကတော့အကောင်းဆုံးနေလဲအကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်ပေါ့ ကိုရွေကိုအတွေးတွေကို ကိုစီမှာပဲထားပြီးသူတို့အပေါ်မှာသဘောထားမှန်အောင်ထားဖို့ကြိုးစားနေတာပဲရပါရပါမလားတော့မသိဘူးမင်းရဲ့အန်နာတောက်ကြနေ February 5ရက်1943ချစ်တော်ကစ်တီကိုရိုးရဲ့အငင်းအခုံတွေခိုက်ရန်ဒေါသတွေအကြောင်းကိုမရေတာ တော်တော်ကြာနေပြီနော်ဒါပေမဲ့ဘာမှအပြောင်းအလဲရေလို့မရှိသေးဘူး ကိုတို့လက်ခံလာကြတဲ့အတိုင်းမသိမတင်ဖြစ်ရတာတွေဟာမစ္စတာဒူဆေးအဖို့အစပထမတော့တခက်ဒုက္ခကြီးလို့မြင်ရင်လည်းမြင်မှာပါပဲဒါပေမဲ့အခုတော့သူလည်းနေသားကြလာပြီးတွေးတော့မတွေးတော့ဘူးနဲ့တူတယ်မာကော့နဲ့ပီတာတို့ကသူတို့ခေါ်နေကြစကားအတိုင်းအငယ်တွေမဟုတ်ကြတော့ဘူးလူကြီးလို့ငြင်းငြင်းတက်တက်နဲ့ပေါ့လေကိုကတော့သူတို့ကိုကြောက်ခမက်လေးလေးအမြင်ကပ်ပြီးစန့်ကျင်ပဲလှုပ်တာချီးပဲမာကော့နဲ့ပီတာတို့လုံနေတာမတွေ့ဘူးလား အဲ့လိုနမူနာခေါင်းတွေကြတော့ဘာဖြစ်လို့မလိုက်တလဲလို့ကိုကိုအမြဲပြောကြတယ်။ကိုကတော့မသိတယ်လို့လှုပ်နေလိုက်တာပဲ။မင်းကိုကိုပြောချင်တယ်။ကိုဟာမာကော့တ်နဲ့နည်းနည်းလေးမှမတူချင်ဘူး။ကို့သဘောကိုပြောရရင်မာကော့တ်ဟာပြော့လို့နေ။အေးလို့နေ။လူတိုင်းသူ့အနာမှာစကားပြောနေတာကိုခွင့်ပြုတယ်။တခြားသူတွေရဲ့အလိုကိုလိုက်လို့နေ။ကိုကတော့ဓာတ်ချက်ပို့ပြီးခိုင်မှချင်တယ်။ဒါပေမဲ့ဒီစိတ်ကူးတွေကိုကို့စီမှာပဲထားတယ်။ ကိုယ်သဘောထားဟာဒီလိုပါလို့ရှင်းပြနေရင်လေသူတို့ကရည်ချင်ရည်နေကြအောင်ပါစပွဲပေါ်မှာထိုင်လိုက်တာနဲ့တပြိုင်နဲ့အချိန်လေးဟာတင်းမာလာလိမ့်ရှိတယ်ဒါပေမဲ့ဟင်းချူတောက်သမားတွေလို့နာမည်ပေးထားတာခံနေရတဲ့ရုံးကလူတွေလာမလားဆိုရင်ရံပွဲကတော့တမိငိမ့်တော်တတ်တာပါပဲဒီနေ့မွန်ရွေးပိုင်းမှာမစ္စတာဖန်တန်ကမာကော့တ်အစားနေတဲ့အကြောင်းကိုစကားဆက်မိရာကကိုလုံးကိုပေါအချိုးအစားကြအောင်လို့ရှော့စားနေတာလားလို့ပြောတယ် မာကော့ဆိုရင် အမြဲတမ်းကာကွယ်တဲ့မိမိကတက်လောက်စကားများတာကြုတ်တော့နားမခံတာဘူးလို့អော်ပြောပါလေយောအဲ့ဒီတော့မစတာဖန်ဒန်ကစက်တီတီပြီးဘာမှလည်းပြန်မပြောနိုင်တော့ဘူးကိုတော့မှမကြမကြရည်စရာတွေတွေ့ရတတ်တယ်မကြခင်ကမစ်ဖန်ဒန်တယောက်လေးအတိတ်ကဇက်ကြောင်းတွေကိုပြန်လည်ရင်းသူ့အမိရှိစဉ်ကသူ့နဲ့ဘလောက်ပနာစားတယ်ဆိုတာတွေကိုပြန်ပြောပြတာပေါ့လူတယောက်ယောက်ကကိုကိုရန်ဆန်လာမလားဆိုရင်အမေကဘာပြောလို့ရှိတယ်လဲသိလား ဒီလိုပြန်ပြောလိုက်ပေါ့ကိုဘသူကိုဘဝဟေးကျုပ်ဟာမိမသားတယောက်ဆိုတာကိုတတိယပါလို့ပြန်ပြောလိုက်မင်းပါပြောတယ်ဆိုတာကိုအဲ့ဒီလူကနားလေလိမ့်မယ်လို့နားလေလိမ့်မယ်လို့မာခဲ့ចောင်းပြောတော့ကိုတို့ကလည်းရည်စရာကောင်းလာတယ်ဆိုပြီးဝိုင်းရည်ကြတာပေါ့ခါတိုင်းနေနေတဲ့ပီတာတော်ရည်နေတာကိုသူဟာအတိတ်ပဲမသိပေမဲ့နိုင်ငံခြားစကလုံးတွေကိုမှမျက်နှိုးတယ်လေမင်းရဲ့အန်နာ စနေနေ့ February 29 1943ချစ်တော်ကီတီမဟာမိတ်ဖက်ကထိုးပေါက်တိုက်ခိုက်လာတော့မယ်လို့ဖဖေကတော့မျိုးလင့်နေတာပဲခြာချီကလည်းအဆုတ်အအေးမီလို့တဲ့ဒါပေမဲ့အခုတော့တော်တော်တက်တာလာပြီလို့ဆိုတယ်လွတ်လပ်ရေးကိုချစ်မြတ်နေတဲ့အိန္ဒိယကဂန္ဒီကလည်းသူ့ရဲ့ရက်ရှည်အစာငတ်ခံတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေတော့မယ် ကိုရဖတ်ဖို့ဆိုပြီးဟန်ကဝုတ်ပြူသူများအတွေ့ဂိုင်းချုပ်ကြီးရဲ့စာမိတ်တူတစောင်းကိုယူလာတယ်။ဖတ်ရတာကောင်းလဲကောင်းတယ်။အားလေးရှိတယ်။နေတာလန်ပြည်သူအပေါင်းတို့ အနာမနေကြနဲ့လူတိုင်းလူတိုင်းသည်မိမိတို့နိုင်ငံမိမိတို့ပြည်သူနဲ့မိမိတို့ဘာသာရေးလွတ်လပ်မှုအတွေ့မိမိတို့ကိုယ်ပိုင်ဖြတ်နှက်များဖြင့်တိုက်ပွဲဝင်ရရှိကြသည်တဲ့။နောက်ပြီးတရားတရားကြီးမားကြတဲ့အကူအညီပေးကြ စိတ်ပြည့်ငင်းငိုင်မနေကြနဲ့တဲ့ဒါကတော့တရားဟောဆရာတွေဟောယူဟောစင်ပါပဲကိုရောဘာသာတရားရှိတဲ့လူမျိုးတွေအတွက်အကူအညီဆိုတာမရပါဘူးကွယ်အခုကိုရောဘလို့ဖြစ်နေကြသလဲဆိုတာမင်းစဉ်းစားကြည့်မိသေးသလားဒီအဆောက်အအုံကိုပိုင်နဲ့ပိုင်ရှင်ကကုဖစ်နဲ့ကရာဂါတို့ကိုအသိမပေးဘဲရောင်းပစ်လိုက်ပြီးတဲ့တမနဲ့မှာပိုင်ရှင်အသိဟာအဆောက်အအုံကိုစစ်ဆေးကြည့်ရှုဖို့ဆိုပြီးမိသူကတယောက်နဲ့အတူရောက်လာတယ် မစ္စတာကူဖစ်ကသူတို့ကိုလျော့ဝက်ခန်းဆောင်မှအပတခြားနေရာအားလုံးကိုလိုက်ပြပေးတယ်လေဆက်သွဲရေတကားပေါက်ကြတော့တော်မိကျန်နေတယ်ဆိုပြီးသူကပြောလိုက်တယ်။ပိုင်ရှင်အစ်စ်ကလည်းထပ်မမေးတော့ဘူး။နောက်တစ်ကြိမ်သူပြန်လာပြီးလျော့ဝက်ခန်းဆောင်ကိုမကြည့်သမျှကာလပတ်လုံးကတော့အစဉ်ပြေနေမှာပါပဲ။ကိုတို့ခန်းဆောင်ကိုတွေ့သွားရင်လေအကောင်းဘူးပေါ့။မာကတ်နဲ့ကို့အတွက်ဖက်ပြီးသားစာအုပ်တွေကိုစည်ရင်းလုပ်ပြီးထည့်ဖို့ကပ်ပြားထည့်တဲ့အန်ဆွဲကလေးတစ်ခုကိုရှင်းပေးတယ်။ ကိုတို့ဘာစာအုပ်တွေဖတ်ပြီးပြီဒီစာအုပ်တွေကိုဘယ်သူရေးတယ်ဆိုတာတွေကိုကိုတို့ကရေးမှတ်ထားရမယ်ပေါ့နိုင်ငံခြားဘာသာစကားတွေမှတ်ဖို့နောက်ထပ်မဆုစာအုပ်ကလေးတအုပ်ကိုကိုဝယ်ထားသေးတယ်မကြမီကစာအပြင်ကိုနဲ့မမီကလည်းနင်းနေတင့်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 တော့ဖြစ်လာတယ်လုံလုံလေးလေးရတော့မဟုတ်သေးဘူးပေါ့မာကော့ကတော့ခရိုင်ထက်တောင်ပိုးပြီးချွဲနေသေးတယ်ထော့ပတ်ရရှင်အစ်စ်တွေတော့စက်ပွဲပေါ်ရောက်ကုန်ပြီ အသီးသီးရဲ့ဝေစုကိုထမင်းပကံပြားတွေထဲမှာထည့်ထားတယ်။ဖန်တန်းတို့သားအမိဟာအညီအမျှဝေပေးတယ်လို့ကိုရာတော့မထင်ဘူး။ဒါပေမဲ့ကိုမိဘတွေကဒါလောက်ကိစ္စလေးတွေကို ပြောပြီးစကားများရမှာကိုစိုးရမဟုတ်လား။ဘလောက်တနာเสียကောင်းတယ်လေ။သူတို့လိုလူတွေကြတော့ပားကိုက်ရင်နားကိုက်နိုင်မှဖြစ်လိမ့်မယ်လို့ကိုကထင်နေ။မင်းရဲ့အန်နာဟုတ်တဟူနေ့မတ်လ10 1943 ချစ်တော်ကစ်တီအနည်းညာနေကလေရင်ပြန်တွေလာသေးတယ်အမြောက်တန်တွေကိုလည်းကြားနေရတယ်ပြက်တာခတ်တာတွေလေရင်တွေနဲ့ပတ်သက်လို့ကြောက်တဲ့စိတ်ဟာအို့မှာပျောက်ကိုဟုမပျောက်သေးဘူးဒါကြောင့်ဖဖိကတင်ဖက်ကိုညနေတိုင်းကြာရင်အားရှိလာအောင်ချောင်းကြည့်နေရတာအမောပါပဲဒါဟာကလေးဆန်လာတယ်ဆိုတာကိုကိုသိပါတယ်ဒါပေမဲ့ကြောက်တယ်ဆိုတာဘာနဲ့တူတယ်လဲဆိုတာကိုလည်းမင်းသိမှာပေါ့လေရင်ပြက်အမြောက်တွေရဲ့အတန်းဟာ ကိုရဲ့စကားတန်ကိုကိုမကြားနိုင်အောင်အောက်ကိုကျဲလောင်နေ Miss Vanden တယောက်တော့ငိုပြီး "Oh စိတ်ညစ်လိုက်တာ။ Oh တကယ်ကိုပြစ်နေကြပါလား"လို့အတန်သေးအတန်ကြောင့်လည်းပြောနေတာပဲ။တကယ်ဆိုတော့သူလည်းကြောက်နေတာပါ။မောင်ထဲမှာထက်စားရင်ဖယောင်းတိုင်မီးရောင်အောက်မှာနေရတာကတော်သေးတယ်ပေါ့။ကို့တကူလုံးမှာတုံပြီးအပြားတွေတက်တယ်လို့ဖြစ်လာတာနဲ့ဖဖေကိုဖယောင်းတိုင်တတိုင်ထတ်ထွန်းပေးဖို့တောင်းပန်တယ်။ဖဖေဟာတောင်းပန်လို့ကိုမရဘူး။မီးတွေကိုလည်းပိတ်ထားတာပဲ။ အဲ့ဒီအခိုက်ဆက်တနက်ပြစ်တံတွေကိုကြားလိုက်ရတယ်။ဆက်တနက်ပြစ်တဲ့အတန်ကအမြောက်တန်ထက်တောင်းဆယ်ဆောင်းလောက်ပိုဆိုးနေသေးတယ်။မိမိဟာအဲ့ရဘောကနေခုံထပြီး ဖဖေပြောနေတဲ့ကြားထဲကဖယောင်းတိုင်ကိုထွန်တော်တာပဲ။ဖဖေကမထွန်းဖို့ပြောတဲ့အခါကျတော့မိမိကဘာပဲဖြစ်ဖြစ်အနာဟာတက်ပွဲကပြန်လာတဲ့စစ်သားဟောမဟုတ်ဘူးဆိုပြီးခပ်ပြက်ပြက်နဲ့အဖြစ်ပေးလိုက်တယ်။ဒီတော့ကိစ္စလည်းပြတ်သွားရော Miss Fandaye နောက်ထပ်ကြောက်စရာတစ်ခုကိုများ ိုမင်းကိုပြောပြပြီးပြီလားမသိဘူးမပြောရသေးဘူးနဲ့တူတယ်လူဝက်ခန်းဆောင်မှာဖြစ်ပွားတဲ့အဖြစ်ပြက်တွေအားလုံးကကိုပြောပြပြီးပြီဆိုရင်အဲ့ဒီအကြောင်းကိုမင်းသိမှာပါပဲတညမှာ Miss Fenton ဟာအပေါ်ထက်ကခြေတန်လို့လို့တခိုးတန်လို့လို့အတန်ကြားရတာနဲ့ကြောက်ပြီးသူ့ယောက်ျားကိုနိုးတယ်ပေါ့သူ့ယောက်ျားကနိုးလာတော့တခိုးအတန်ဗလံကိုတော့မကြားရဘူးကြားနေရတာကအကြောက်လွန်နေတဲ့သူ့မိမရဲ့နှလုံးခုန်တယ်ပဲအိုးဘူတီ မစ္စတာဖန်တန်ရဲ့နာမည်ဝက်သိကြတယ်။ဝက်အုပ်ချောင်းတွေတက်တော်သေးတွေပဲတွေတော့ပါကုန်ပြီ။ပီတာရောကောင်းကောင်းမွန်မွန်ရှိသေးရဲ့လား။ပီတာတော့ခိုးသွားမယ်မထင်ဘူး။စသဖြင့်ပေါ့လေ။ရှောက်ပြောနေတာပါပဲ။မစ္စဖန်တန်ဟာအဲ့လိုလည်းမရတော့ဘူးတဲ့။အဲ့လိုဖြစ်ပြီးရဲ့အတန်ကြာတော့ညတညမှာဖန်တန်သားအမိတဆုလုံးဟာကြောက်စရာအတန်ကြီးတွေကြောင့်လိုပြန်ရော။ပီတာဟာလက်နက်တမီးကိုယူပြီးအပေါ်ထက်ကိုပြေးတက်သွားတော့ ။ဘာလို့ထင်တယ်လဲ။ကြွတွေးကြွတွေး။ကဲတခုအစ်စ်ဘသူဆိုတာကိုသိကြရတဲ့အခါကျတော့ကိုတို့ကကြောင်ကိုအပေါ်ထက်ကိုသွားတိတ်လိုက်တယ်။မဖိတ်ပဲလာလိရှိတဲ့ဧည့်သည်များကလည်းအဲ့ဒီအချိန်ကစားပြီးမလာတော့ဘူး။ပီတာဟာတည်င်းစာအဟောင်းတွေကိုယူဖို့ဆိုပြီးအပေါ်ထက်ကိုညံ့နေတိုင်းတက်တက်သွားတယ်။အောက်ဆင်းရင်တွဲလောင်းဖို့ပြီးဆင်းရတော့သူ့ရဲ့လက်တွဲလောင်းဖို့ထားတော့ကြက်ကြီးတစ်ကောင်ကကြိုက်လေရော။ သူ့ရဲ့ညဝတ်အင်ကြီးမှာသွေးတွေစွန်ပြီးလူကလည်းဖြူဖက်ဖြူရော်ကိုဖြစ်လို့ကြက်ကြီးတစ်ခေါင်တလီကိုမှမရက်ရပဲအကိုက်သာခတ်လိုက်ရတယ်ဆိုတာကတော့အခက်သားပဲမင်းရဲ့အန်နာတောက်ကြနေ့မတ်လ12ရက်1943ချစ်တော်ကစ်တီမင်းကိုလူတစ်ယောက်နဲ့မိတ်ဆက်ပေးပြရစီလားသူကတော့တခြားမဟုတ်ဘူးလူငယ်ရေးရာမှာနံပါတ်1ဆွဲသူ မင်မီဖရန့်လေးလူငယ်တွေအတွက်ထောပတ်ခေတ်လူငယ်တွေရဲ့ပြဿနာစသဖြင့်မင်မီဟာအမြဲတမ်းလူငယ်တွေဖက်ကကာကွယ်ပေးတာသူ့နီးလန်းနဲ့သူကာကွယ်တာပေါ့လေနောက်ပြီးမူရှီနဲ့မူဖီတို့အတွက်ညစာဒါတဲ့မူဖီဆိုတဲ့ကြောင်မလေးအကြောင်းကိုပြောပြရအောင်မေသူကကိုလိုမရောက်ခင်ကလေးကဒီမှာရှိနေတဲ့အကြောင်းကိုရောင်ဆောင်ကြောင်ပေါ့စတိုခန်းကကြွက်တွေကိုလည်းသူ့ပဲကိုက်ပြစ်တာပဲ နိုင်ငံရေးဆက်ဆက်နမည်ကိုတော့ရှင်းပြဖို့လိုအောင်မယ်ဒီကောင်တိုက်မှာကြောင်းတစ်ကောင်ရှိတယ်တစ်ကောင်ကကုံလောင်ယုံအတွက်နောက်တစ်ကောင်ကအထက်ဆုံးအထက်ကိုအတွက်ပေါ့ကြောင်းတစ်ကောင်ဟာတစ်ကောင်နဲ့တစ်ကောင်တွေ့ကြပြီလားဆိုရင်အညိုးတကြီးကိုက်ကြတော့တာပဲရန်စသမားကတော့ကုံလောင်ယုံကကြောင်းအနိုင်ရတာကတော့တခြားနိုင်ငံတွေလိုပေါ့လေအထက်ဆုံးအထက်ကိုကကြောင်းဒါကြောင့်ကုံလောင်ယုံကကြောင်းကိုဂျာမန်သို့မဟုတ်မိုဖီအထက် ထက်ခိုးကကြောင်းကိုအင်္ဂလိပ်သို့မဟုတ်တမီးလို့နာမည်ပေးထားခဲ့တယ်။ပဲတွေစားရလို့လို့ကိုကတော့ပဲကိုကြည့်တော့မကြည့်ချင်တော့ဘူး။ပဲအချောင်းကိုတွေးလိုက်ရင်တော့ဖျားချင်တယ်လို့လို့ပဲ။ညတီဖက်မှာအခုပေါမှုမပေးတော့ဘူး။ဖေဖေကလည်းနေမကောင်းဘူးလို့ပြောတယ်။ဖေဖေမျက်လုံးတွေဟာဝမ်းနည်းနေတယ်လို့ပဲ။တနာစရာဖေဖေပဲနော်။ဂျာမနီကိုလည်းလေချောင်းကအကြီးအကျယ်တိုက်တယ်တဲ့။မစတာဖန်တန်ကတော့ secret မရလို့ဆိုပြီးစိတ်တူနေတယ်။ ဟင်းသီးဟင်းရွက်စီတပူတွေသုံးတင်မသုံးတင်ကိုလည်းဆွေးနွေးကြတယ်။ကို့မလဲဖက်နဲ့အစ်တင်ရအောင်မရဘူး။စကေးစီဖက်နဲ့တော့ရတယ်။အိမ်ထဲမှာဘာလို့ရမှာလဲ။ဖေဖေလဲစပင်မညက်ရလို့စပင်တွေကရှည်နေလာပြီမို့ကိုကညက်ပေးရအောင်မေး။စစ်ပြေးရင်လည်းဖေဖေကစပင်ညက်သမားကိုမရှာတော့ဘူးတဲ့။ကိုကပဲညက်ပေးရမယ်တဲ့။တကယ်လို့သူ့နှရက်ကိုခဏခဏမညက်မိရင်ပေါ့လေ။မင်းရဲ့အန်နာ